အားလုံးပဲမင်္ဂလာပါဒီနေ့တရားသင်မဲ့သင်ခန်းစာကတော့အခန်းကိုလေ့ကျင့်ခန်းကုသမ3ဟာနံပါတ်1ကနေ9ကြီးပဲဖြစ်ပါတယ်လေ့ကျင့်ခန်းကုသမ3မှာအောက်ပါရို့ကိုတဲ့ graph ပြင်ပြပါတယ်နော်လေ့ကျင့်ခန်းကုသမ3နံပါတ်1အောက်ပါရို့ကို graph ပြင်ပြပါအဲ့ဒါကျွန်တော်တို့ကဒီမှာနံပါတ်ကကြီးမှာ2.5 kg kg ကို gram နဲ့ပြောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကြီးရနေနေရအောင်သွားမှာဒါဆိုရင်မြောက်ပေးရမယ်ညာဘက်ကမှာသူရဲ့ဆက်သက်ချက်ရ1 kg မှာ 3g ဖြစ်တဲ့ထောင်နဲ့မြောက်ပေးရပါတယ် ဲမြေသမ9နဲ့ထောင်နေကြတဲ့ခါမှာအဲနှစ်တသမ9ကိုထောင်နေကြတဲ့ခါမှာ25ရဲ့နောက်ကသညာ3လို့ထည့်ရမယ်။ဒါပေမဲ့တသမတနည်းအားဖြင့်တော့2500ဖြစ်သွားပါမယ်နော်။တသမတနည်းအားဖြင့်တော့တသမနောက်ကသညာကိုတော့မရေးပါဘူး။2500ဂရမ်ဖြစ်ပါတယ်။မက္ခဝေရသသမ1.35ကီလိုဂရမ်ကိုစမောက်ဂရမ်ပြောင်းမယ်ဆိုရင်ခုနတိုင်းပဲထောင်နဲ့မြောက်မယ်။နောက်မြောက်တဲ့အခါမှာစမောက်ကမြောက်တဲ့အခါမှာ1.35နောက်မှာ3.3လို့ရမယ်။အဲ့ဒီမှာဒသမ300ဖြစ်တဲ့အခါမှာ3.3ကပြပြီးတော့105ဂရမ်ဆိုပြီးတော့ရရှိပါတယ်။ နမကငယ်ပါ314 kg ကိုစမတော့ဂရမ်ပြောင်းတဲ့ခါမှာတစ်ထောင်နဲ့မြောက်ပါမယ်။မြောက်ကမှာကင်ရော့ဆိုလိုအပိုင်းကင်းဖွဲ့ပြီပေါ့နော်။၄တုပ်လီဆက်နေဒီနဲ့ပေါင်းတော့73အော်ထောင်နဲ့မြောက်မယ်၄နဲ့ထောင်နဲ့ကျင်းလို့ရပါတယ်၄တလီ၄လင်း250လီတထောင်250နဲ့73နဲ့မြောက်တဲ့ခါမှာကျတို့နော်3250 gram ဆိုပြီးတော့ရရှိပါတယ်ခေတာတို့ရှင်ကျတို့ကနမကကြည့်သွားပါမယ်သူကတော့ 500mg ပေါ့နော် မီလီဂရမ်ပြည့်တဲ့အတွက်ကျွန်တော်တို့မီလီဂရမ်ကနော်ကီလိုပဲလေဂရမ်ထက်ငယ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကနော်ငယ်အားနေကြည့်ရအောင်သွားမယ်ဆိုရင်နော်ကျွန်တော်တို့ကစားပေးရပါတယ်နော်စားပေးရကမှာကျွန်တော်တို့ကနော်1000ဂရမ်မှာအဲ1ဘာတိဂရမ်မှာ1000မီလီဂရမ်ရှိတယ်ဆိုတော့ကျွန်တော်1000နဲ့စားပြရအောင်နော်အဲ့တော့ကျွန်တော်တို့9000ကို1000နဲ့စားတဲ့အခါမှာ9ရပါတယ်ပေါ့နော်ဒါကြောင့်မလို့9ဂရမ်နော်အမှန်ကက9810မီလီဂရမ်ကို ဂရန်ဖွဲ့မယ်ဆိုရင်ခုနအတိုင်းပဲတထောင်နဲ့စားမယ်စားတဲ့ခါမှာနော်တထောင်နဲ့စားတဲ့ခါမှာဒသမကလည်းဝဲဘက်ကို300ရှိမှဖြစ်တယ်။300ရည်တည့်ရရှိရ300ရှိလိုက်ရင်6နဲ့ရှိနဲ့ကြားတဲ့မှာဒသမခေရောက်သွားပါမယ်။ဒါမျိုး6ဒသမ8300ဂရန်ဖြစ်ပါတယ်။နောက်တစ်ခုကနံပါတ်2ပါ။အောက်ပါတော့ကိုတဲ့မီလီဂရမ်ပြင်ပြပါတဲ့။သူကဂရမ်ပေးထားတယ်မီလီဂရမ်နဲ့ပြမယ်ဆိုလို့ရှိရင်ဟုတ်နော်။ အဲ့တော့မီလီဂရမ်ကိုပေးတဲ့ဂရမ်နဲ့ဂရမ်နဲ့ပြမစင်တောင်းနဲ့စားပေးရပြီးတော့ဂရမ်ကိုပေးတာပြီးတော့မီလီဂရမ်ပြပြပါဆိုစကောင်းတောင်းနဲ့မြောက်ပေးရပါတယ်။ခရီးတသမ9ကိုတောင်းနဲ့မြောက်တဲ့အခါမှာနော်9500ရပါတယ်။ဒါပေမဲ့ဒသမတနည်းအရဖြစ်တဲ့အခါမှာ9500မီလီဂရမ်ဖြစ်သွားပါတယ်။ဓမ္မခဝေးကစက္ကန့်ဒသမ9နီဂရမ်ကိုမီလီဂရမ်ပြောင်းတဲ့အခါမှာခုနတိုင်းပဲ100နဲ့မြောက်တောင်းနဲ့မြောက်မယ်။ဒီတဲ့အခါမှာ3500နော် 19သိန်း9200ရပါပါအဲ့ဒါကိုစမောပါဒသမ2နေရာဖြစ်တဲ့ခါမှာ1920 mg ရရှိသွားပါတယ်။နောက်နံပါတ်ကားငယ်ပါ3300 300g ပေါ့နော်။အဲ့ဒါခုနအတိုင်းပဲစမောပါ1000နဲ့မြောက်တယ်ပြောတဲ့ခါမှာစမောနော်ဒသမကဟိုလက်ရလက်ရဘက်ကို3နေရာရှိသွားတဲ့ဖြစ်တဲ့အတွက်စမောက89 mg 89ရရှိရ300လောက်စမောထည့်ရည်ရည်တွေ့ပါတယ်။ထည့်ရည်ရမှာလို့ပေါ့နော်89 mg ဆိုရင်ရရှိပါပြီ။ နောက်ကနံပါတ်3မှာအုတ်ခဲတစ်လုံးပါတဲ့1နှစ်ပိုင်းတစ်ပိုင်းကီလိုဂရမ်လေးရဲ့ဆိုရင်အုတ်ခဲအလုံး150သီးမြူရ40သီးတဲ့။ကစင်းစမတော့အုတ်ခဲတစ်လုံးရဲ့အလေးချိန်က1နှစ်ပိုင်းတစ်ပိုင်းကီလိုဂရမ်ဖြစ်ပါတယ်။အုတ်ခဲနော်1နှစ်ပိုင်းတစ်ပိုင်းကီလိုဂရမ်ကိုစမတော့ကိန်းရောက်ပိုက်ကတူကြတဲ့ခါမှာ1တလီနေ့1နှစ်ပေါင်းတော့300နှစ်ပိုင်း3ပိုင်းကီလိုဂရမ်ဖြစ်ပါတယ်။အုတ်ခဲအလုံးပေါင်း150လုံး။ကစင်းစမတော့အုတ်ခဲ150ရဲ့အလေးချိန်ကိုလို့ရှိရင်ကျွန်တော်ကအုတ်ခဲတစ်လုံးရဲ့အလေးချိန်ဖြစ်တဲ့3 by 2 ကိုစမောင်150နဲ့မြောက်မယ်။နောက်တစ်ခါမှာ150နဲ့နှစ်နဲ့ရင်ကျင်တဲ့ခါမှာနှစ်တလီနေနှစ်125လီ150 125နဲ့3တဲ့မြောက်တဲ့ခါမှာ385ကီလိုဂရမ်။နောက်တစ်ခုကနံပါတ်4ပါတထုပ်ကို20.5ကီလိုဂရမ်လေးတော့မုန်ထုပ်150ကြီးအလေးချိန်ကိုဂရမ်ပြင်းပြပါတယ်။ဒါဆိုရင်မုန်ထုပ်တထုပ်ကြီးလေးချိန်က20.5ကီလိုဂရမ်ဟုတ်ကဲ့နော်။မုန်ထုပ်တထုပ်ရဲ့အလေးချိန်က850ဂရမ် မိုးရိုးစုစုပေါင်းเนาะမိုးရိုးစုစုပေါင်း850ထုပ်မိုးရိုးစုစုပေါင်း850ထုပ်ဒါဆိုရင်စုစုပေါင်း၄ရေကိုလိုချင်လို့ရှိရင်850 95 850နဲ့မြောက်ပါမယ်နောက်တစ်ခါမှာစမောက်1925 kg ရရှိပါတယ်အဲ့တော့စမောက်က gram ပြပြပါဆိုတော့ kg ကို gram ပြောင်းမယ်ကြီးရနေငယ်ရောက်သွားမှာဖြစ်တယ်ဗျထောင်နဲ့မြောက်ပြရမယ်1 kg မှာ1000 gram ရှိတဲ့အတွက်စမောက်1000နဲ့မြောက်ပြရတယ် ငါများတဲ့ခါမှာကျွန်တော်တို့ဒီကောင်း9425ရဲ့နောက်မှာတညာသုံးလုံးကတ်ထည့်လိုက်ရပြီသူကဒသမလည်းပြည့်စရာမလိုဆိုတော့တကယ်လေ9တန်4သိန်း2500ဂရမ်ဆိုပြီးတော့ရရှိပါတယ်နောက်တစ်ခုကနံပါတ်5ပါ3-4ပိုင်းကီလိုဂရမ်အလေးချိန်ရှိတယ်ဂျုံမုတ်တိတ်ကိုလူ25ဟုအညီမျှပေးဝေမယ်ဆိုရင်တဝူးစီရမိဂျုံမုတ်အလေးချိန်ကိုဂရမ်ပြပြပါတဲ့ဒါဆိုရင် ရှိသောဂျုံမုတ်လေးကျင်ဟာ၃၄ပိုင်းတစ်ပိုင်းကီလိုဂရမ်ဖြစ်ပါတယ်။ဒူးရေက26ကိုအညီမြဝေပြီးမှညီမြဝေမဲ့ဆိုကျွန်တော်စားရမှာပေါ့နော်။အဲတူးစီရမဲ့ဂျုံမုတ်လေးကျင်ကိုလို့ရှိရင်နော်၃၄ပိုင်းတစ်ပိုင်းကီလိုဂရမ်ကိုကျွန်တော်တို့ကနော်အဲကိန်းအပိုင်းကိန်းတူပြောင်းတဲ့အခါမှာ၄၃၀စင်တီမီတာပေါင်း73ဆိုတော့၄ပိုင်း73ပိုင်းကိုကျောင်းကလေအလေးချိန်ကသူကကီလိုဂရမ်နဲ့ပေးထားတာကိုဂရမ်နဲ့ပြပါဆိုတော့ကျွန်တော်ထောင်နဲ့မြောက်မယ်ပြီးတော့25ဝင်ညီမြဝေတာဖြစ်တဲ့25နဲ့စားပေးရတယ်ပေါ့နော် ဆိုရှင်အဲ့ဒီအစားအောင်မြောက်ပြောင်းတဲ့ခါမှာ25ရက်အောက်မှာပိုင်းချီမှာတက်ရှိရဲဒါကြောင့်မို့အမြောက်ပြောင်းရင်နော်ရောင်းမြန်လန်းလိုက်တယ်ရော1 by 25ရတယ်အဲ့ဒီအဲ့ဒီအောက်ကပိုင်းချီရ25နဲ့ဟို250နဲ့ချီတဲ့ခါမှာ25တယ်လီ25 25 30လီ100စသုံးနဲ့30နဲ့မြောက်တဲ့ခါမှာစသုံး30လီက130တော့တစ်ခါရက်130ဂရမ်ဆိုပြီးတော့တန်းရပါတယ်နော်တကယ်လို့တစ်ထောင်နဲ့မမြောက်ဘူးဆိုရင်တော့ကျွန်မတို့ကပါတော့ကီလိုဂရမ်နဲ့ပဲရအောင်ပါအဲ့ကြမှာတစ်ထောင်နဲ့တစ်မြောက်လဲဂရမ်ပြည့်ပြည့်ပြောင်းလို့ရပါတယ် เนาะတဦးစီရမယ်ဂျုံမို့လေးချင်းရ130ဂရမ်ဖြစ်ပါရယ်ပေါ့เนาะနောက်ကနံပါတ်6ပါ959.35 kg လေးတော့တကြား8အိတ်ကနေတကြားတွေကို35အိတ်မှာအိတ်35အိတ်မှာညီများထည့်တယ်เนาะတဲလင်းတကြား kg မိများရှိတယ်နီးတဲ့ဒါဆိုရင်တကြားတဲအိတ်လေးချင်းက959.35 kg เนาะတကြားအိတ်ပေါင်းက35အိတ်အဲ့ဒါကိုဆိုမှတော့ တဲအိလင်ရှိသေးတယ်အဲ့35အိမှာအညီများထဲမှာနော်တဲအိလင်ရှိသေးတယ်ကြားလေးချင်လို့ချင်းစမတော့ဘာလုပ်ပြရမလဲဆိုရင်စားပြရပါမယ်959.39ဟုတ်တဲအိရဲ့အလေးချင်ဖြစ်တဲ့959.39ကီလိုဂရမ်ကို35နဲ့စားပြရပါတယ်စားတဲ့အခါမှာစမဘလာရရဆိုရင်29.41ကီလိုဂရမ်ဆိုပြီးတော့ရရှိပါတယ်ဒါဆိုရင်တဲအိလင်ရှိသေးတဲ့ကြားလေးချင်ရ29.41ကီလိုဂရမ်မှာနောက်တစ်ခုကနံပါတ်9ပါသူကလိမ္မာသီးအလုံး100ကတဲ့15ကီလိုဂရမ်လေးတဲ့ဆိုရင်တဲ့ လေမော်ဒီတလုံးရဲ့ပြင်းပြလေးချိန်စီမိဂရမ်မိများဖြစ်တဲ့နည်းကြီးတဲ့။အဲဒီစမတော့လေမော်ဒီအလုံးတရာရဲ့အလေးချိန်က15ကီလိုဂရမ်ဖြစ်ပါတယ်။နောက်တစ်ခုကလေမော်ဒီတလုံးရဲ့အလေးချိန်ပေါ့နော်။ပြင်းပြလေးချိန်ကလေမော်ဒီတလုံးရဲ့အလေးချိန်နဲ့တူတူပါပဲ။ဒါဆိုရင်လေမော်ဒီတလုံးရဲ့အလေးချိန်ကိုလိုချင်လို့ရှိရင်နော်ဒါ15ကိုကျမတို့ကတရားနဲ့စားရမှာပေါ့နော်။သူကလုံးတရားရဲ့အလေးချိန်က15ကီလိုဂရမ်ဆိုတော့တလုံးရဲ့အလေးချိန်လို့ရှိရင်တရားနဲ့စားပေးရမယ်။သူကဂရမ်လဲပြောင်းမှာဖြစ်တယ်ကျမတို့တစ်ထောင်နဲ့မြောက်ပေးရပါတယ်။ ဒါဆိုရင်ပိုင်းခြေ100နဲ့ပိုင်းဝီမှာရှိတဲ့တထောင်နဲ့ကြီးလို့ရတယ်100တက်လီ100 100 10တထောင်။ဒါဆိုရင်15နဲ့30နဲ့မြောက်တဲ့ခါမှာ15 10လီ150အဲ150ဂရမ်ပေါ့နော်။ဒီမော်ဒီတစ်လုံးရဲ့အလေးချိန်က150ဂရမ်ရပါတယ်။နောက်တစ်ခုကကြာဆမတို့ကနံပါတ်8ပေါ့နော်။ကားတစ်စီးရဲ့အလေးချိန်ရတဲ့2460 kg လေးပါတယ်တိကျတစ်လုံးက50 kg လေးတော့နော် 50ကရမ်ကီလိုဂရမ်လေးတဲ့တစ်တာအလုံးပေါင်းက30ကိုတင်တော့တဲ့ကားကြီးစုပေါင်း၄ချုံရှာပါတဲ့ဒါဆိုကျမတို့ပရမဆုံးကားတစ်စီးရလေးချိန်ရ2460ကီလိုဂရမ်နော်ပန်းကြီးကတစ်တာတစ်လုံးပန်းကြီးတစ်တာတစ်လုံးရလေးချိန်ရ50ကီလိုဂရမ်ဟိုပန်းကြီးတစ်တာအလုံးပေါင်းက30လုံးဖြစ်တဲ့တဲ့ကျမတို့ကပန်းကြီးတစ်တာအလုံးပေါင်း30ရဲ့လေးချိန်လို့ချင်းတစ်လုံးရလေးချိန်ဖြစ်တဲ့90နဲ့ကျမတို့30နဲ့မြောက်မယ်ရက်ရက်ခါမှာ1500ကီလိုဂရမ်ဖြစ်ပါတယ် 1500 kg ကကျတော့ pancreatic အလုံး30ရဲ့အလေးချိန်ပေါ့နော်1500 kg က pancreatic အလုံး30ရဲ့အလေးချိန်လို့ဒါ1500 kg ဒါဆိုရင်သူကစုစုပေါင်းအလေးချိန်လို့ရှင်ကားရဲ့အလေးချိန်နဲ့ pancreatic တင်လာတော့အခါစုစုပေါင်းအလေးချိန်လို့ရှင်စမောက်ကားရဲ့အလေးချိန်နဲ့ pancreatic ရဲ့အလေးချိန်ကိုဘာလို့ပြရမလဲဆိုပေါင်းပြရမှာပေါ့နော်ကားတစ်စီးရဲ့အလေးချိန်က2460 kg နော် pancreatic 30ရဲ့အလေးချိန်ကကျတော့1500 kg နှစ်ခုကိုပေါင်းနေတဲ့အခါမှာစမောက်ဘလိုက်ရတယ်3960 kg ဖြစ်ပါတယ် ဲ့ဒါကပန်းသီးတင်တဲ့အခါမှာပန်းသီးနဲ့ကားတို့ရဲ့စုစုပေါင်းအလေးချိန်ပဲဖြစ်ပါတယ်ဟုတ်ပြီနော်ဒီနေ့ကတော့ကျွန်တော်လေ့ကျင့်ခန်း9.3ကနံပါတ်1ကနေ7ထိပဲဖြစ်ပါတယ်အဆုံးထိရှိပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းเนาะတွေ့ကြပါမယ်ရှင်